ဘုန်းကြီးတွေဗရဟိတလုတာကိုပဲသာသနာပြုတာလို့ထင်ပြီးတော့ဗယံဗရာဘုမတိဘာမတိအထင်ကြီးလေးစားပြီးကိုးကွယ်နေကြတဲ့ဗေဒနာဝိတကအသိအဖြစ်နောက်လိုက်တွေ့များနေလို့လေရဟဝရချင်းရဲ့ရည်ရွယ်ချက်နဲ့လွဲချော်နေတဲ့ဘုန်းကြီးတွေများစွာ တွေ့နေရပါရင်တွေ့သည်များကြားသည်များတွေမြင်မတော်တိုင်းကြော်မိတော့လေအောင်မင်းပဲလွန်ရာကြလိမ့်မယ် 65ရှိပါတယ်။တာသမီတော့ရှိသေးလား။တာသမီရှိပြီ။တာသမီမရှိတော့ဘူး။ဟာလား။အမေနေရီတအားပူတယ်။ဦးစင်းလေးအမေကြီးကိုတင်လာလေ။ငါးတောင်းအမေကြီးကိုပူတက်မယ်။အမေပြန်တော့နော်။ပြန်ပါဗျာ။ဝမ်းတာဝိုင်းလား။ဝမ်းတာဝိုင်း။ဝမ်းတာဝိုင်း။ပြန်တော့မင်းနော်။ပြန်ပါဗျာ။ဟုတ်ကဲ့ပါဟုတ်။ဒီမဟာပရဟိတဦးစင်းလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့ channel မှာဂျကန်ဝိရချင်းရဲ့ရည်ရွယ်ချက်တွေပြောက်ကုန်ပြီလို့ခေါင်းစဉ်ပေးပြီးတော့ blog တစ်ပုဒ်ကျွန်တော်တင်ခဲ့ဘူးပါတယ်။အဲ့ဒီတော့ကကျွန်တော်ရဲ့ဗီဒီယိုအောက်မှာ ဘုန်းကြီးတစ်ပါးကနေပြီးအခုလိုကွန်နဝင်ရေးပါအဲ့တော့ကျွန်တော်ကလည်းအခုပုံစံ reply ပြန်လိုက်ပါအာမနာတန်ပြောရရင်ဓမ္မဝိနည်းနဲ့မညီတဲ့အလစီ အချင်းချင်းဝန်းရံတဲ့သဘောလို့တဲ့တယ်ပြောချင်ပါမစင်တဲ့ရင်ကောင်းဟာအတူတူရှိနေတယ်လို့ပဲအာနိစီယဟန်တွေနဲ့အာနိစီကိုကူးခွေတဲ့ ေရနာဝိတကအတိမ်အဖြစ်နောက်လိုက်တွင်နဲ့ကလည်းပူတွေရှိနေတဲ့သဘောပါပဲဒါကဒီနေ့ခင်မှမဟုတ်ပါဘူးဖះရှင်ကိုရောမြတ်ကြီးတက်တော်ထင်ရှားရှိစဉ်ကတည်းကဒီပုံစံပါပဲဝီဒီယိုလေးတစ်ပုဒ်ဆက်ကြည့်လိုက်အောင်ဗျာ99နှစ်ဒီဘူးကြီးမှာအခုလည်းလိုက်ပြီးတော့လှုပ်ရှားပြီးစားတော့ကြာပြီပေါ့ဟဲ့လားဒီကိုနေတော့မေတော်ကြီးပေါ့လို့ကိုမေတော်ကြီးကသူ့စားတာအဲ့ဒါကိုစင်လေးကမေတော်ကြီးကလှုပ်နေတာပေါ့ ွားရည်လို့ဒီဟိုကသတ်မှတ်ပြီးတော့ပြေးတာပဲလို့ပြောအိမ်ဆော့ဆော့ပြန်တော့အတောင်းပြေးလိုက်ပြီနော်ဒါကလေစိတ်ကုတ်နိုင်ငံကလက်ခင်းရည်ထက်ကပြန်တယ်နော်ဆော့ဆော့ပြန်တော့ခုတော့ဒီမဟာပရိဒါဥစဉ်လေးကိုတဏ္ဍာရညှိုးနှွားအောင်လုပ်မှုနဲ့ခေါင်းယူစစ်စေး သတိပေးတားမြစ်တာတွေလုပ်ဖို့အတွက်ပြင်ဆင်နေကြပါပြီ။အဲ့ဒီအကြောင်းကိုလည်းဒီမူရင်းစာကိုဖတ်ကြည့်ပါခင်ဗျ။တကယ်တော့လူမှုရေးပရဟိတအလုပ်တွေဆိုတာကမိတ်ဆွေတို့ကျွန်တော်တို့လူသားမှလူဝတ်ကြောင်တွေလုပ်တဲ့အခါမှာအင်မတန်မြင့်မြတ်တဲ့လုပ်ငန်းတစ်ခုဖြစ်ပေမဲ့သင်္ကန်းဝတ်ထားတဲ့ဘုန်းကြီးတစ်ပါးကပရဟိတလုပ်ပြီးဆိုရင်တော့နိုင်ကြရုံညံ့တဲ့လုပ်ငန်းတစ်ခုအဖြစ်အသွင်ပူပြောင်းသွားပါလေ ။ဘာကြောင့်လဲဆိုရင်ဘုရားရှင်ကိုရိုမြတ်ကြီးကပါရဇိကံအထကထာအတွဲနှစ်စာမျက်နှာ380မှာဆိုရင်လူမှုရေးပရိဒအလုပ်တွေဆိုတာယဟန်တွေမလုပ်အပ်သောကုလဒုတနာအမှုလူတွေရဲ့တရားတရားကိုဖျက်ဆီးရရောက်တဲ့အလုပ်ဆိုပြီးတော့ဘုရားရှင်ကတတ်မှတ်ပြညတ်တော်မူခဲ့ပါတားဆီးတော်မူခဲ့ပါဒီတော့လူအများစုကအထင်ကြီးလေးစားတဲ့ပရိဒအလုပ်ကိုလုပ်လိုက်တာနဲ့ ဘာကြောင့်လူတွေရဲ့သဒ္ဒါတရားကိုဖျက်ဆီးရရောက်တယ်လို့ဘုရားရှင်ကတတ်မှတ်တာလဲဆိုရင်အဲ့ညက်ဒီကလေးနဲ့ကြာတော့ဘာတော့လဲအာတမပါမေမိမရဲ့ရထားတဲ့ကလေးအော်ဒီလဲတော်တယ်။အော်ဒီလဲတော်တယ်။ဟာလားဟုတ်။အဲ့ဒါတချို့တွေကဘာမှမတော်ဘူးပြောနေလို့။အဲ့ဒါဘာတော်လဲ။ညီတော်။ညီတော်တယ်ပေါ့။အော်ဟုတ်ကဲ့ပါဟုတ်။အဲ့အဲ့ညရာတော့ဖြစ်စင်မှာဦးသူတို့ကြည့်မိတာပေါ့လေ။ဥပမာတဲ့ဓမ္မဝိနည်းနဲ့မညီတဲ့ဘုံကြီးတစ်ပါးကနေ လူတွေရဲ့အကြိုက်ကိုလိုက်လုပ်ပေးနေတယ်ဆိုရင်လူတွေရဲ့အမြန်မာကြတော့သူတို့အကြိုက်ကိုလိုက်တဲ့အခါမှာဒီဖုန်းကြီးဓမ္မဝိနည်းနဲ့ညီတာမညီတာတွေသူတို့နားမလဲတော့ဘူးဒီဖုန်းကြီးရဲ့အပေါ်မှာသူတို့ကောင်းကြီးမေတ္တာတရားကြီးမားသူကြီးလို့အမြင်ပြောင်းသွားပြီးတော့ကိုးကွယ်ကြပါလိမ့်မယ်အဲ့ဒီလိုလေကိုးကွယ်ခဲ့တာတွေဖျားရှင်လက်ထက်မှာကလေးကရှိပါအဲ့ဒီလိုနဲ့လူတွေအကြိုက်ကိုလိုက်လို့မပေးတဲ့ ဓမ္မဝိနည်းနဲ့အညီနေထိုင်တဲ့ယဟန်တွေကိုမြင်တဲ့အခါကြာရင်တွေ့တဲ့အခါကြာရင်အရင်တွေ့ဘူးတဲ့ယဟန်တွေလိုသူ့အကြိုက်ကိုမလိုက်တဲ့အခါကြာတော့မကြည်ညိုတတ်တော့ဘူးတဲ့ယဟန်တန်တာစစ်တွေကိုစားဖို့လည်းမလားကုန်လို့ချင်းအကျိုးရလည်း၈သိန်းတော်လောက်ရှိတယ်။စားဖို့ကလည်းမရှိတော့အဝတ်လျှော့စားတော့လာကုန်ပေးရမှာဆိုပြီးတော့အုံနောက်ကအဲ့လိုတွေးနေလုံလိုက်တယ်။ဩအဲ့လိုတွေးနေလုံမိတော့ရလုံလိုက်တာအကျွေးတွေကလည်းဩအဲ့လိုမျိုးလေးလုံမိတာပေါ့ဟုတ်ကဲ့ လူပုဂ္ဂိုလ်တွေဘက်ကလည်းဘာသာရေးနဲ့တတ်တတ်တဲ့စာပေဘုဟုတုတအကြအမြင်ဘဟုတုတကအတော်လေးနဲတဲ့လူများပါတယ်ဓမ္မဝိနည်းကိုဖောက်ဖြက်ပြီးလုပ်နေတာကြီးကို မသိတဲ့အခါကျတော့လူကြီးပြိုက်တာလုပ်တာကြီးဟာအထင်ကြီးလေးစားစရာကြီး ဖြစ်ပြီးတော့ကျွန်တော်တို့ပတ်ဝန်းကျင်မှာတချို့ဆိုရင်လူလူချင်းစကားပြောရင်တောင်မှဟာငါတို့ဖုန်းကြီးကပရိဒတ်တအားလုတ်တာလူကြီးတွေတအားလုတ်တာဆိုပြီးဂုံယူဝင်ကြွားကို ပြောနေတာတွေအများကြီးရှိပါတယ်။အဲ့ဒါတွေဟာမိမိဘက်ကရန်တွေဆောင်ထည့်ရမယ့်ဝိနည်းသဘောတရားကိုနားမလည်တဲ့အခါကျကိုကတော့ဂုံယူစရာအမှတ်ကိုပြောလိုက်တဲ့အခါမှာကိုဖုန်းကြီးအသုံးမကျတာကိုမလရဖြစ်ပြလူတိအောင်မောင်းတိပြီးရှောက်ပြောတာနဲ့တူးသွားတာမျိုးတွေလည်းရှိပါအမှန်တမ်းပြောရရင်ကျွန်တော်ရဲ့ channel မှာဆိုရင်အထူးသဖြင့်မိဘမဲ့ဂေဟာဖွင့်နေတဲ့ခုံကြီးတွေကိုအများဆုံးကျွန်တော်ကဝေဖန်ရှုံချ ကဲ့ရဲ့နှိမ်နှင်းပါ။ဒါကြောင့်လဲဆိုရင်သာသနာတော်ကိုဆုတ်ရအောင်သာသနာတော်ကိုမြန်မြန်ကိုယ်အောင်လုပ်တဲ့လုပ်ရတွေ့လည်းဖြစ်နေတယ်။သာသနာတော်ရဲ့အဖြတ်ပိုးတွေအဲ့ဒါတွေကိုမြင်ရင်ကြီးကျုံလေးစားရမယ့်အစားဆက်ဆုပ်ရွှန်ရှားစရာတစ်ခုလို့ဖခင်ဟောအဆုံးမပေးတာနဲ့တိုက်ပြီးတော့မြင်တတ်လာပါဒါကြောင့်လည်းအနာဂတ်သာသနာတော်အတွက်ဒါရီဟာမရှိပြန်တော့အရာတွေဖြစ်တဲ့အတွက်ကျွန်တော်ကအထူးတလဲကိုဝေဖန်ရှင့်ချ နှိမ်နှင်းတဲ့အလုပ်ကိုလုပ်လို့ရှိပါကဲခုတော့ဘုမတိဗာမတိဗယံတရာပရိုက်တာလုပ်တဲ့ဘုန်းကြီးကိုဝင်းရနေကြတဲ့ဗေဒနာဝိတ္တကအသင်ဖြစ်နောက်လိုက်ပြီးအလုံးမဟာပရိုက်တာဦးစင်းလေးနဲ့အတူတူခေါ်ယူစစ်စစ်တရီပိတားမြစ်ခံရတဲ့နောက်ကိုအလုံးအယက်အုံလိုက်ခြင်းလိုက်လိုက်တာတွားကြပြီတော့ကဲဒီဘလောကတော့လွယ်မှာတော့လောက်ရတွင်တဲ့သာသနာတော်ရဲ့ နာဂတ်ကိုထိခိုက်နေနာစေတဲ့အလုပ်တွေလုပ်နေတဲ့ပရိုက်တာကိုတော်လေးတွေအားလုံးဒီနေ့ကစပြီးသတိဓာထားကြပြီးတော့အချက်ပေးခေါင်းလောင်းတီးလိုက်ပါပြီဗျာဗုဒ္ဓသာသနာစည်တန်တိတ်ထတုပါဗျာ